ားအစ်စ်နဲ့ပြောသမောလှတရားကျွေသနော်ခွန်ရငါရဲ့ပြောသောတန်ဃာတော်များနဲ့သာရမနဲ့တွေ့ရှင်သာရဏနွေဝီဆရာကြီးဆရာလေးတို့ညရမှန်းဆလို့လာရမလွန်းလျော်ဘူးငန်းအမတလို့ညောတာတကူအလှအလင်းနဲ့ စမအကြိမ်မြောက်အလင်းရောင်ပရဟိတအသင်းနှင့် တာချီလိတ်မြို့သူမြို့သားများစုပေါင်းဆင်ရင်ကျင်းပပြုလုပ်သည့်ဓမ္မပူဇာတရားဝဲဖြစ်ပါသည်ကောဇာတက္ကရေ1386ခုနှစ်တဇောင်းမုံလပြည့်ကျော်14ရက်ကြာသာပရိနိသာသနာတက္ကရေ2558ခုနှစ်ခရစ်တက္ကရေ2014ခုနှစ်နိုဝင်ဘာလ20ရက်ည7နာရီအချိန် ရှမ်းရိုးမကွင်ဓမ္မပူဇာတရားပွဲဂရင်းညတရားအလှရှင်ကတော့သုံးတန်စေရနာညီညွတ်ကြကုန်သောဥဆိုင်လုံးဒေါ်စာစာမျိုးသားဖြစ်သောမောင်ကျော်စင်သန့်တမီးဖြစ်သောမအိမ်ချစ်ဖြိုးမိသားစုတို့ဖြစ်ပါလေရှမ်းပြည်နယ်အစီပိုင်းတားချီလိမ့်မျိုးမှာဖြစ်ပါလေ။ဟောဘုန်းကြီးတို့ဒီကအလင်းရောင်ပရဟိတအသင်း တရားပွဲကြီးများကျင်းပတာဒီနှစ်ဆိုရင်တခါတိုင်းနှစ်တည်းရက်ဒီလည်းကြားတယ်အဲဆက်စီရမြောင်ညထီအောင်တရားပွဲတွေရှိပါတယ်နေခင်ကလေးတရားပွဲဆိုတာလည်းမှားသေးတယ်စုံလဲစုံပါရဲ့အဲ့ဒါလိုပရဟိတအတင်းကြီးကလိုလေသေးမရှိသူတို့လည်းအိမ်မှာအားနေလို့တော့မဟုတ်ဘူးမအားတဲ့ဈာတွေကလည်းသာသနာတော်ကြီးညိုလို့ အသိဉာဏ်နေတရားအသိဉာဏ်နေမြို့သူမြို့သားတက္ကရာကမာများနတ်လူပြန်မာဝိနည်းာများတိုးတက်တဲ့တိုးတက်ထွန်းကားတဲ့ထွန်းကားပါစေဆိုတဲ့ရည်ရွယ်ချက်မျိုးနဲ့သူတို့လည်းဆောင်ရွက်ကြတာပါမအားတဲ့ကြားနေမဖြစ်ဖြစ်အောင်ပြုလုပ်ကြရတာပါပဲအားနေတဲ့ပုဂ္ဂိုလ်ရဲ့လို့မရှိဘူးအေးဒါကြောင့်မလို့ဒကိုင်းမီအလင်းရောင်ပရာဟိတအသိန်းသူအသိန်းသားတွေ ဆရာတော်ဖရာကြီးကြွလာတိုင်းကြွလာတိုင်းလေးလေးစားစားမြတ်မြတ်နုံနုံကြိုးဆိုကြဘုန်းကြီးတို့ကြွလာတော့လေဒီကဥက္ကဋ္ဌကိုယ်တိုင်အဖွဲ့ဝင်နေနဲ့လာရောက်ပြီးတော့လေရင်ကွင်းကြိုးဆိုကြဝမ်းသာပါတယ်တောင်းစီပါရဲ့အေးဒီရောက်သွားပြန်တော့လေတဲတဲ့ခုတဲ့အကြောင်းအေးမင်္ဂလာစီယုံចောင်းတိုက်ဆရာတော်ဥသောဝိဒ်အကြောင်းကလည်းလိုလေသေးမရှိပါပဲဆရာတော်ရဲ့ဆရာတော်ရောဆရာတော်ရဲ့တပည့်တွေရောကိုရင်တွေရော သာမဏေတွေရောအကုန်ညီညီညာညာဆရာတော်ဘုရားတွေပြုစုကြတယ်သာမဏေတွေကလည်းအသာမဏေကြပါဘူးဘုန်းကြီးတို့ပြောအောင်မယ်ဘုန်းကြီးတို့ရိတ်တာတယ်ကိုရင်လေးတစ်ပါးဘုန်းကြီးတို့ရိတ်တာမာစီတရားရိတ်တာကွဲပေါ့ယောဂီတွေတရားဖွင့်တဲ့နေ့ကိုရင်လေးတစ်ပါးကသင်္ဘောတိတက်ဆိုသင်္ကန်းကြောင်ကြိုက်ပြီ ယောဂီတကာကြီးတယောက်ကမနေနိုင်တယ်ပြောတယ်ကိုရင်ကိုရင်ဆိုတာအဲ့လိုမတက်ကောင်းပြောတယ်ကိုရင်ကလည်းဖြေတတ်တယ်တကာကြီးတဲ့ကျုပ်တို့ကသာမဏေလို့ခေါ်တယ်သာမဏေဆိုတာအသာမဏေရဘူးလေသာမဏေဆိုတာအဲ့လိုတစ်ပင်တက်တန်တဲ့ဆော့တန်ဆော့အဲ့လိုနေမှသာမဏေဆိုတဲ့ညာမယ်နဲ့လိုက်သာမဏေဆိုတာအသာကိုမနေရတာအဲ့တော့ကိုရင်ကဖြေတတ်တယ်ယဟန်တော်တွေကတော့ကိုရင်မနဲ့လုံးမလို့အယဟန်တော်တွေလည်းအသာမဏေရဘူးလေ ဘယ်လိုတော့ကိုရင်လို့မေးတော့ကိုရင်ကကျွတ်တို့ဆရာတော်ကြီးတွေပြောကြံကြားဘူးတာပဲတဲ့။အုံဒီတလုံးညာချွေဖုံကြီးကတုံးအသားနေတဲ့။အညာချွေတော့အုံဒီပုတ်ဒီအသားနေတော့ဖုံကြီးဟုတ်ဒီတဲ့။အဲဖုံကြီးဆိုတာအသားနေတယ်လဲနေရတယ်။ဘာလို့တော့ဆိုတော့အသားမနေလို့သိတ်ဒီခါရမတွေနဲ့ရောလုံးအကြည့်ရင်လည်းမလေးစားပဲဖြစ်တတ်တယ်။ ဘုန်းကြီးကြောင်းတိုင်ဘုန်းကြီးတပန်းကပြောတယ်ရွာတရားတရားဟောရုပ်တော့ဘုန်းကြီးပြောတာမှန်လိုက်တာတဲ့တပည့်တော်ပြင်းတော့ရွာတဲ့အလေသွောင်းဘောမများတော့မလေးစားဘူးအိန္ဒိယကမြို့သွားပြီးကြက်သွန်ရောင်းသွားမှမို့လို့ပြီးနံအိတ်တွေတဲ့ကြက်သွန်တွေထည့်နေတာဥစဉ်ကူးထည့်ပါအောင်နဲ့အဲ့ဒါရောလိုက်လို့ရောလိုက်တော့ခိုင်းကုန်ရောခိုင်းကုန်တော့ကိုဟာသက်သွားမိနေတော့မထူးဘူးဆိုကြက်သွန်တွေကူးထည့်ရသေးတယ်လေဒါကြောင့်အသာနေရန်လဲနေမှ အုံဒီတလုံးကိုညာချွေဖုံကြီးကတုံးကိုသာနေအညာချွေတော့အုံဒီပုတ်ဒီအသာနေတော့ဖုံကြီးဟုတ်သည်တဲ့အေးဒါတွေပြောနေတာနဲ့ကဲကိုတရားဝဲကျင်းပါလို့ဟောရမယ့်တရားလေကြီးညာအေးတယ်ရှေးခက်ကတော့ဒီတိုင်းရိုးရိုးဟောလိုက်တာပဲခုခက်ကတရားနာမယ်လေကြီးညာရခဏညဟောမယ့်တရားတော်ကတော့သာလို့နေဆိုတဲ့တရားတွေပိဿတွေဘာတရားတွေတော့ သာလို့နေဒါကြောင့်ပရိသတ်တွေကကာယကံသူများတဲ့ယဉ်ကျေးရမယ်သာရမယ်ဒါမှနိဗ္ဗာန်ရောက်နိုင်တယ်ဝစီကံယဉ်ကျေးရပြောရမယ်သူများတဲ့သာရမယ်သာလို့နေတယ်နိဗ္ဗာန်ကိုရောက်ဖို့တည်ကြတယ်မနောကစိတ်ကလည်းငြိမ်အေးရမယ်စိတ်တွေကလည်းတကယ်မီပူလောင်အောင်စိတ်တွေမထားဘူးလောဘဒေါသတွေစိတ်တွေငြိမ်းအေးလို့ဒါကြောင့်တာလို့နေ အဲ့လိုလေးပြောပြန်တော့လေသာလို့နေတယ်ဆိုတော့နင်းတရားနာမယ်ရရိုးနေတယ်ဘုန်းကြီးကကြ བྱ ားဆန်းဆန်းလဲနာမယ်ပေးရပါတယ်ကောင်းတဲ့ကောင်းရင်တဲ့ရင်ပြည်နိဗ္ဗာန်ရောက်ဖို့သာလို့ရင်တဲ့သာလို့လဲနေလို့ရတယ်သာလို့လဲရင်တယ်ပိဋကတ်တွေမှန်ရဲ့လားကောင်းတဲ့ကောင်းရင်တဲ့ရင်ပြည်နိဗ္ဗာန်ရောက်ဖို့သာလို့ရင် ကဲခုနနဲ့မတူတော့ကဗျာဆန်းဆန်းဆိုတော့နားထောင်လို့ကောင်းအာလုံးမရိတ်သတ်ဒီမှတ်မိသွားအောင်အကုန်မမှတ်မိတောင်တရားနာမယ်လေးမှတ်မိအောင်တော့အိမ်တိအောင်သဲဆောင်သွားကြအောင်အာလုံးလိုက်ဆိုကြကောင်းတဲ့ကောင်းရင်တဲ့ရင်ပြီးနိဗ္ဗာန်ရောက်ဖို့တာလို့ရင်ကောင်းတဲ့ကောင်းရင်တဲ့ရင် ပြည်နိဗ္ဗာန်ရောက်ဖို့တာလို့ယင်ကဲတခေါက်ဘုန်းကြီးနဲ့အတူတူဆိုလိုက်အောင်ကောင်းတဲ့ကောင်းယင်တဲ့ယင်ပြည်နိဗ္ဗာန်ရောက်ဖို့တာလို့ယင်အဲတရားနာမည်လေးပေးပြီးတော့ဟောရတယ်အလင်းရောင်ပရာဟိတအသင်းကြီးကနေတရားစကန်တရားပွဲကြီးဖြစ်မြောက်အောင်ကျင်းပတာလည်းမလွယ်ပါဘူး တရားဟောရတာလည်းလွယ်လိမ့်မယ်မထင်နဲ့တရားဟောရတာလည်းမလွယ်ဘူးဘုန်းကြီးတို့စကိုင်းမှာဆရာတော်ကြီးတပါဆွန့်ကြွေးတွေပါနေပင့်လို့ရှိရင်အဲ့ဒီဆရာတော်ကြီးရဆွန့်မြန်မြန်စပြီးတော့ဟောနေမကြတော့စဟောဖို့ရလဲခက်နေတာနဲ့တူပါရဲ့ကဲဘုန်းကြီးကတော့စားချရအောင်မှမလို့ပြင်အောင်မှပဲဆိုပြီးတော့ဥစဉ်လေးတွေပြစ်ထားခဲ့ရောဥစဉ်လေးကဥစဉ်လေးတွေကလည်းကိုယ်ရင်ဆိုင်ရမှတော့မထူးဘူးဆိုမဖြစ်ဖြစ်အောင်ဟောရတာပဲ ခဏခဏအဲ့ဒီဇာတော်ကြီးနဲ့ဆုံတိုင်းကျောက်ကတော့ဇာချရအောင်မဟုတ်လို့ပြန်အောင်မှာပဲဥစဉ်လေးတွေကြည်ဟောပါလိမ့်မယ်ဆိုပြီးဒီလိုကြီးပြစ်ပြထားတော့ဥစဉ်လေးတွေကညောက်တော့တိုင်မင်းတယ်ဒီဇာတော်ကြီးတို့ပြစ်ပြထားတာဒါဇာတော်ကြီးသူသိတ်ဟောဟောဝဲမုံမရဘူးတို့ဇာတော်ကြီးဒီတခါကျတော့တို့ကအရင်ဆုံးထအောင်ဆွန်းမြန်မြန်စားကြစွန်းမြန်မြန်စားစားပြီးတော့ဥစဉ်လေးတွေကကျောက်တို့ကလည်းစားဟွာလိုက်အောင်မှာမို့စောစောပြန်အောင်မယ် တရားကတော့ဆရာတော်ကြီးဟောပါလိမ့်မယ်ဆိုပြီးထသွားကုန်ဟောတယ်။ဆရာတော်ကြီးအခက်ကြုံဒါမလို့သီလာပေးဆရာရှိတော့သီလာပေးသီလာပေးပြီးတော့ဆရာတော်ကြီးရဲ့တရားဟောရမယ်ဆိုတော့ဘယ်အစတရားမှန်းကိုမသိဘူး။ဟောနေမကြရင်စကားအတရားလည်းခက်တယ်။ဆရာတော်ကြီးအဲ့တော့ဘာပြောတုံးဆိုတော့အရှိအတိုက်ရင် အနောက်စုခဲ့တယ်။အဲ့ဒါတရားတယ်။အနောက်ကတိုက်ရင် အရှိစုတယ်တဲ့။တောင်ကတိုက်ရင်မြောက်စုတယ်တဲ့။ ရက်လေးမျက်နှာစုတိုင်ရင်ကောင်းငင်စုလေကုန်တည်းတဲ့အဲ့ဒါတရားတွေအဲ့လိုဆိုပြီးဆရာတော်ကြီးကလည်းပြန်ကြွားသွားရဲ့အဲ့ဒီတဲ့ငဃာငမတွေကတိုင်မင်ညဒီဆရာတော်ဟောတာဘာတရားတုံးဟာလေအဲ့ဒါတယောက်ကပြောတယ်တဲ့အရှိအတိုက်နောက်စုနောက်ကတိုက်နောက်ရှေ့စုတောင်ကတိုက်မြောက်စုဆိုရင်ဒါလေးတရားတယ်ဒါတယောက်ကပြောတယ် အာမင်ဆရာတော်ကြီးကနောက်ဆုံးပြောတဲ့တရားကတော့ရန်လေးမြတ်စွာစုတိုင်းရင်ကောင်းငင်စုတယ်ဆိုတော့ဒါလေးဘွေတရားတယ်အေးဒါကြောင့်တရားတွေဆိုတာဟောရတာမလွယ်ဘူးဒီလိုစားတော့တတ်တယ်ဟောနေမကြရင်အစာတဲဟောက်ခက်တာလူတွေလည်းဒီတိုင်းမှာပဲဘုန်းကြီးရောက်တဲ့ရွာတရွာမှာတက္ကရာကမတွေစက်ပြီးတော့ပြောတယ်တပည့်တော်တို့ရွာကဥက္ကဋ္ဌလည်းဒီတိုင်းပဲလည်းလွတ်စည်း ပရိသတ်ကိုပွဲထုတ်တာပေါ့ကဲဥက္ကရာကြီးကခမဆွေးနွေးပွဲပြောဆိုရမှဟာဒီပြောပြီးလို့ရှိရင်ခမမေတ္တာတော့ပို့ပါအေးပို့မယ်ကွာမေတ္တာပို့ကံလဲဤရောပရိသတ်တွေကြည်လိုက်တော့ပရိသတ်တွေကအများကြီးဆိုတော့ပရိသတ်လန့်သွားလို့တယ်အဲ့တော့ငါမေတ္တာပို့မှမေ့ကုန်ပြီတဲ့ကဲမေ့ကုန်လဲဤကုန်ချုပ်တာပြောလိုက်ပါတော့ခမဒီလိုပြောတော့သူကပြောလိုက်တယ်တဲ့ ကျွန်တော်အခုချိန်ကစားပြီးဝိညာဉ်ချုပ်ပါပြီတဲ့ဘယ်နဲ့ညီကုန်းချုပ်တာဝိညာဉ်ချုပ်ရတယ်လို့အာဝိညာဉ်ချုပ်သင်္ချိုင်းပေါ်ဟာအေးအလွယ်လေးလေခက်ချင်ခက်နေတာပိရိသတ်တွေမှန်ညရဲ့လားကဲဘုန်းကြီးဟောမယ့်တရားကဲတရားစကားတွေသိကျဲသွားလို့လည်းနာယီရကိုစောင့်နေမှာမဟုတ်ဘူးကောင်းတယ်တယ်ကောင်းရင်တယ်ရင်ပြည်နိဗ္ဗာန်ရောက်ဖို့သာလို့ရင်ကဲ အဲ့ဒီတရားကိုမဟောကြားခင်တရားဟောတရားနာနှစ်ပြားသောပုဂ္ဂိုလ်တွေကမြတ်စွာဘုရားရဲ့ဂုံကျေးဇူးတွေအာယုံပြုပြီးကြည်ညိုကြရအောင်ဘုန်းကြီးကအလှရန်သည်ဆိုတဲ့ဘုရားဘက်ကအလုံးလာလာသမျှသာသနာဆွေတော်မျိုးတော်ပရိသတ်တွေရဲ့ခေါင်းမော်ကိုဘုရားပင့်တင်လိုက်ပါမယ်ဂေသခိနံဝကန္နတံဗမုဏယေဝဝင်္ဂတံ ပါဏိပါဒထရဏံဝမုဏိန္ဒသာဝိရတတံမုဏိန္ဒသံကိုရောဟာလဲလှစိတ်တော်ဟာလဲလှအလုံးစုံဟာလဲလှလဲလှတော်မူ၍သုံးမုံဘဝတော်၌သုံးလောကထွတ်တရူပအစိမ့်နေရမြတ်စွာဘုရား၏ကေတခိနံဝံသံတော်မြလုံးတော်တို့ဤသာလင် န္တံမူယာမင်းတွေလောင်းတကဲ့သို့ညိုမောင်းမဲနဲ့တော်မူလာပါ၏မနတိကာယမနရွှင်ပြုံးစိတ်နှလုံးတော်ထက်၌နာကန္တတံအမဲနဲ့တွေဆိုရာလွန်ဝေးပါရဲ့တပွေးဝေးထိန်တောက်၍နေပါ၏ညစွာဖုရားအလှရန်ဒီဖုရားဖင်ဆိုတော့လှတဲ့အကြောင်းလည်းပြောအောင်ပါဖုရားကြတော့တပ်ပေတယ်လို့ခေါ်တယ် ဒါကြောင့်များစွာဗျာတပ်ပယ်ပုံလှပုံကတော့လူနာပြန်မှာဝေနေရတယ်မဲထဲမှာဖះလောက်လှတဲ့ပုဂ္ဂိုလ်မရှိဘူးလှတယ်ဆိုတာကောင်းတာအတုမရှိလှတာလှတာနဲ့စကားဆက်ပြီးတော့ဘာလို့လှတယ်ဆိုတာလဲလူတိုင်းသိတိုက်တယ်အေးဆွမ်းလူသားသင်္ကန်းလူသားတရားပွဲတွေကျင်းပတာမကောင်းကောင်းအောင်လုပ်ပြီးတော့ကိုယ်လည်းကောင်းတဲ့ရုပ်လက္ခဏာလှပတာတွေနဲ့ပြည့်စုံတယ် သုံးပါတရားမှာပြတာသာတော့ဒေါသနေတဲ့ပုဂ္ဂိုလ်ကလှတယ်ဖြစ်လျာဘောကအဲ့ဒါလည်းပါတယ်ဟုတ်တာပဲငကုံကလှနေတဲ့ပုဂ္ဂိုလ်တောင်စိတ်ဆိုးရင်ကြည့်လို့မကောင်းဘူးမျက်နှာတွေနီးရပြီးခတင်းနှင်းကြီးဖြစ်လာကြည့်လိုက်ရင်ကြောက်เสียရည်ဒါကြောင့်မလို့ထံပြင်းဒေါသကြီးတာကအလှပြက်မည်ဆိုဒေါသကင်းစင်မေတ္တာရှင်ကြည်လင်းလှတဲ့ကော ဘုန်းကြီးတို့တတိပဒံအာထုတ်ထားတဲ့ပုံကိုယ်တွေကတော့စိတ်ဆိုးတယ်ဆိုရင်တတိတောက်လျှောက်ကတ်လိုက်ဒေါသတွေခုံးချတယ်လို့ပြောက်သွားတယ်။အမတ်တတိကမက္ကသစ္စာလို့ခေါ်တယ်။ဒေါသဟူသူကနိုင်တယ်။ပရိသတ်တွေမှန်ရဲ့လား။ဒါကြောင့်မလို့တတိပဒံအာထုတ်ထားတဲ့ပုံကိုယ်တွေတတိများများကတ်လာလေဒေါသကနည်းလေစိတ်တွေကကြီးလေ ဒီဘဝရင်လည်းကြည်လို့ကောင်းတာပဲစိတ်ကကြည်တော့ရုပ်တွေကလည်းကြည်ဖြစ်လျာဘဝတိုင်းလည်းရုပ်လာတာတေးကြတယ်ပိဋကတွေမှန်ရလားဒေါသကင်းစင်မေတ္တာရှင်ကြည်လင်လာတဲ့ကုန်။ဒါကြောင့်မုဏိန်ဒါသံကိုရောကလည်းလှစိတ်တော်ကလည်းလှအလုံးစုံကလည်းလာလဲလာတော်မူ၍သုံးမုံဘဝတော်၌သုံးလောကထောတရူပအစိမ့်နေရမြတ်စွာဘုရားဤ ကေတခိနံဝါသံတော်မျက်လုံးတော်တို့ဤသာလင်ကန္နတံမူယာမိန်တွေလောင်းတကယ်သို့ညိုမောင်းမဲနဲ့တော်မူလာပါပေ။မြတ်စွာဘုရားဟိုသိကြကြည့်ပြီးဖူးမယ်ဆိုရင်သံတော်လေးတွေကလည်းနဲ့တယ်။မျက်လုံးတော်လေးကလည်းအလဲကောင်လေးကနဲ့လို့သံတော်မျက်လုံးတော်ကသာနဲ့တာဘုရားစိတ်ကတော့ဘယ်တော့မှစိတ်နဲ့တယ်လို့မရှိဘူးတဲ့။စိတ်ကအမြဲတမ်းဖြူးစင်းနေတာလေ။အတုခိုးเสียရပဲ။ဘိသက်တွေမှန်ကြရလား။ ပမူနာယေဝါမျက်လုံးတော်အထက်စီကမျက်ခုံးတော်နှစ်ဖက်တို့ဤသာလင်ဝင်္ကာတံရေုံကလေးကော့ညွတ်အလုံးမင်ဟန်ရ၍နေပါ၏မြတ်စွာဘုရားရဲ့မျက်လုံးတော်နှစ်ဖက်ရဲ့အထက်ကမျက်ခုံးတော်လေးကတော့အမတန်ကြက်တည်ရှိပါသည်လှလဲလှတယ်မျက်မျက်ခုံးဆိုတာတိတ်ဖြောင့်နေရင်လည်းကြည့်မကောင်းဘူး သုံးရလာတို့ခုံးမျက်စာတို့မျက်လုံးတော်ဖြစ်ချက်ကရှေ့ရလာတဲ့ဖွဲတို့အဲ့ဒီလိုလေးတွေမှမျက်ခုံးကလည်းကြည်ကောင်းတယ်။ဒါကြောင့်မြတ်စွာဘုရားမျက်ခုံးတော်လေးကတော့နည်းနည်းကောက်တယ်။အစ္ဆာတယေလိုသန္ဓအာတယဟုနာမဓာကျောမြတ်သဘောတော်၌ဝင်ကာတံစိတ်ဆိုးစိတ်ပေါက်စိတ်ကောက်တော်မူခြင်းဆိုဝင်ကာတံစိတ်ဆိုးစိတ်ပေါက်စိတ်ကောက်တော်မူခြင်းဆိုတဲ့ဖြစ်တဲ့နေမျိုးဒီ နတ်ဒီမယုံမနဲ့တော့မှုံမွားမွားလေးမြမရှိရောမှန်လာပါပေ၏မြတ်စွာဘုရားရွှေမျက်နှာတော်လေးကြည့်ဖူးမှဆိုရင် မျက်ခုံးတော်လေးရောနည်းနည်းကောက်တယ်မျက်ခုံးတော်ကသာကောက်တယ်စိတ်ကတော့ဘယ်တော့မှမကောက်ဘူးလေစိတ်ဆိုးတယ်စိတ်ကောက်တယ်ဆိုတာမရှိဘူးဘုန်းကြီးတို့ပိဋကတ်တွေစိတ်ဆိုးဘူးစိတ်ကောက်ဘူးကြရလားအများကြီးမှတ်တော့မှမမိဘူးနော်အမေအမေနဲ့ အခမ်းမတင်လို့သာသမီရလည်းစိတ်ကျုပ်ရင်စိတ်ဆိုးတာအဖေနဲ့စိတ်ခံမတင်လို့အကိုအရီအမတွေနဲ့စိတ်မခံတင်လို့အိမ်သူအိမ်သားနဲ့စိတ်ခံမတင်လို့တချို့စိတ်ဆိုးရင်ဒီတိုင်းငုံမနေဘူးဖနောင့်ငယ်ရဆောင်းနေလာတာကိုမူရာတွေကပါကြမ်းတမ်းလာတာပိဿတွေမှန်ရလားဒါကြောင့်စိတ်ဆိုးတယ်ဆိုတာပိဿတွေကောင်းရလားဒါကြောင့်စိတ်မဆိုးအောင်နေကြတတိလေးထား မြတ်စွာဘုရားတရားတော်ကအပမာရိနာမမေ့မလျော့သောတတိတရားနဲ့တံပါရီထားပြေဆုံးကြကုန်သောတတိဆိုတာသစ္စာလေးပါးထဲမှာသူအချုပ်ပဲမက္ခသစ္စာဆိုတာဒီတတိကိုခေါ်တာတတိရှိရင်ဆင်းရဲစစ်တွေလည်းသိသမှုရိယတွေလည်းနားလည်းအင်းငိမ့်တဲ့ဓာတ်တွေလည်းသိသည်နဲ့တပြိုင်နက်ဆိုက်ရောက်လာတာသိပယ်ဆိုက်ပွားလို့သိရင်ပယ်နိုင်တယ်မကောင်းတာတွေပယ်နိုင်တယ်ကောင်းတာတွေတရားတွေကကိုယ်မှာဆိုက်ရောက်တယ် ဒါကြောင့်နိဗ္ဗာန်ဆိုတာအဝေးကြီးမဟုတ်ဘူးပိဋကတ်တွေမှန်ရတာသိရင်ပယ်နိုင်တယ်သိပယ်ဆိုင်ပွားသစ္စာလေးပါအတူချုပ်ပြောလိုက်တော့ပိဋကတ်တွေမှန်ရရလားအေးဒါကြောင့်စိတ်တွေမဆိုးအောင် မကောက်အောင် မက္ကသစ္စာဆိုတဲ့တတိလေးကတ်ထားလိုက်ရင်စိတ်တွေမဆိုးတော့ဘူးအေးလို့ငြိမ့်လို့ပြီးတော့ကြတော့ပါဏိမာဒာတရဏံဝံလက်ဘဝတော်ခြေဘဝတော်နှုတ်ခမ်းတော်တို့ဤသာလင်း မြတ်စွာဘုရားလေလက်ဘွားတွေခြေဘွားတွေနှုတ်ခမ်းတော်တွေအဘိဓာတာတံပရမညာအတွင်နေစီသွေးကဲ့သို့အစင်းနီနီကလေးနဲ့တင့်တယ်၍နေပါ၏စိတ်တည်ညင်းနောက်ဘူးကင်းတန်ရှင်အေကြီးစိတ်နှလုံးတော်မနေသည်၌အဘိဓာတာတံချောက်အာယုံမိတွဲလျက်နီရဲရင်ဆိုတဲ့ဖြစ်သည့်နည်းမျိုးသည်နတ်တီဖလားရှင်းမှာပဲကွာကင်းဖြောင့်မတ်တော်မူလာပါ၏ ်ညစွာဘုရားကိုတေချာဖူးမြော်ကြည့်မယ်ဆိုရင်လက်ဘဝခြေဘဝလေးတွေကနှုတ်ခမ်းတော်လေးတွေကဗဒမြားအသွင်နှင်းစီတွေးလို့အစင်းနီနီလေးနဲ့ရဲပြီးတော့တပ်ပဲတင့်တယ်လှပပါပါ၏အဲ့လိုလက်ဘဝခြေဘဝလေးတွေရဲနေပြီမလို့အာယုံ၅ပါးကိုစွဲလန်းတဲ့ညီရဲမှုကတော့ဘယ်တော့မှမရှိဘူးတဲ့ အာယုံ၅ပါးတွေနှစ်သက်ဆွဲလန်းတာကိုလေညီရဲတယ်လို့အတိတ်ပဲပြောတာပါပဲပိဋကတ်တွေမှန်ရဲ့လားတော်ဗုဒ္ဓဘဝကဘာတို့နာအလှအသာဆုံးအလှယတနာဂုံကြီးဖြစ်တော်မူတဲ့ထိုဘဝရှင်အလှသခင်ကိုတော်မြတ်ကြီးသည်မေမာကံတာကြည်လေးမျိုးအလင်းရောင် ပရဟိတအသင်ကြီးကကြီးမှုကျင်းပါသောဤရှမ်းရုံမှတရားပွဲသို့ အနီးဝဲမှာစီဝဲညီညာကြွရောက်လာရကုန်သောပရိသတ်အပေါင်းသူတော်ကောင်းတို့ဤတည်တကယ်တရားဥပြင်နဖူးပလင်၌ဖရာပင့်လိုက်ပြီးအလှရန်သည်ဖရာပင့်နဲ့သာတူကြွချီတန့်ရတော်မူပါမြတ်စွာဖရာသာတူအလိုလိုထုံငါမွေကျူလစွာဖြင့်ပြမစိုးအဟုံးအေလူရလီအောင်ဥမာဘော ကြွတော်မူပါမြစွာဘုရားကဲမြတ်စွာဘုရားရဲ့ဂုံကျေးဇူးတွေအာယုံပြုကြီးညိုစီခိုးလို့ပြီးပြီကဲမေတ္တာများပွားကြအောင်ဆို ညာတော်အားဖြင့်မေတ္တာလောက်ပွားကြတာများပါစေ။ဘုန်းကြီးကတော့မေတ္တာရောကရုဏာရောမုရိဒာရောဥပေက္ခာရောဗြမစုတရား၄ပါးလုံးပွားများဖို့ဗြမစုတရား၄ပါးပွားများလို့ဗြမာကြီးတွေဖြစ်ကြတာတဲ့။ဗြမာဆိုတာလူတွေလိုမဟုတ်ဘူးအသက်လည်းရှည်တယ်။အဘာစားစားမှမစားဘူးတဲ့။လူတွေကလူတွေထမင်းဟင်းစားတော့ပွဲရအချိုးပွဲတွေစသည်ဖြင့်စားကြ။နတ်တွေကလည်းနာဩဇာစားဗြမာဘာမှမစားဘူးတဲ့။